တရင်ပြည်သမ ्या အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ခြေဆက်တရင်ချက်နယ်မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တစမှုလေးကိုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာအခုတကပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့အညူကြီးပြည်ရဲ့အတွင်းဝင်ပျောက်ဆုံးနေလို့ရာထူးမှရက်ဆိုင်ထားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်အမျိုးသားညညရဲ့အစိုးရအညူကြီးရဲ့ ပြည်ထရေးနဲ့လူဝဲမှုကြီးကြပ်ရေးဌာနအမြဲတမ်းတွန်းဝင်ဦးကိုမေဟာခရီးသွားနေစဉ်တွင်ဆက်တွယ်ပြတ်တောက်သွားတာကြောင့်လုံခြုံရေးစိုးရင်ရတဲ့အခြေအနေကြောင့်ဝန်ကြီးချုပ်ဦးမိန်နဲ့၎င်းကိုတာဝန်ကနေရဆိုင်ထားတယ်လို့သိရပါတယ်။၎င်းဟာဒေတန်တရအုပ်ချုပ်ရေးဆိုင်ရာများမှတာဝန်ယူအားသူဖြစ်တာကြောင့်၎င်းနဲ့ပတ်သက်ဆက်နွယ်တဲ့အဖွဲ့အစည်းများကိုတတိပေးနှိုးဆော်ထားတယ်လို့ယုံကြည်စိတ်ချရတဲ့တရင်ရင်းမြေတအူးကပြောပါတယ်။အဲလိုဆက်တွယ်ပြတ်တောက်နေတာတပတ်ခန့်ရှိနေပြီဖြစ်ခါ ရှမ်းမြောင်းနဲ့ရှမ်းတောင်ကြားမှာဖန်ဆီးခံရခြင်းဖြစ်နိုင်တယ်လို့ပြောဆိုနေကြပြီးတော့၎င်းနဲ့ဆက်သွယ်လုပ်ထားတဲ့ channel များမှာယာယီထုတ်ပယ်ထားရန်လဲအစိုးရအဖွဲ့အစည်းမှသတိပေးချက်တွေရှိနေပါတယ်။လက်ရှိဒေသန္တရအုပ်ချုပ်ရေးပိုင်းမှာအဓိကကြားတဲ့ဥက္ကုမင်းဟာစည်ရေးပိုင်းမှာမပါဝင်ပေမဲ့အညူကြီးလောက်မှရှိတယ်။ပြည်သူ့ကောက်ွယ်ရေးတပ်ဖွဲ့တင်နန်းစင်းပွဲများကိုဥလွင့်ကိုလက်နဲ့အတူတက်ရောက်လေးရှိသူဖြစ်ပါတယ်။နောက်ထပ်တမန်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ဂျပန်မှာမဂနီကျုခွန်ဒသမနှင့်ငလျင်ကြီးလှုပ်ပြီးဇွန်နာမီ3ပေးချက်ထုတ်ပြန်ခဲ့ကော ကနအူလိုင်းလုံးငယ်တွေစတင်ရိုက်ခတ်နေတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။မဂနီကျုခွန်တသမနှစ်အဆင့်အင်အားပြင်းထန်တဲ့ငလျင်ကြီးတစ်ခုလောက်ကပ်ခဲ့ပြီးတဲ့နောက်ဂျပန်နိုင်ငံမှာအရေးပေါ်ဆူနာမီရေလိုင်းရနေတဲ့သတိပေးချက်တွေထုတ်ပြန်ပြီးဒေသခံတွေလည်းအပူတပြင်းရွှေ့ပြောင်းနေတယ်လို့သိရပါတယ်။ယမန်နေ့ဒီဇင်ဘာလ၈ရက်နေ့ညပိုင်းကလောက်ကပ်ခဲ့တဲ့ဂန်လုံငလျင်ကြီးဟာဆန်တိုင်မြို့အရှိတ်ဘက်အေမိုရီကန်ယိုဒန်းနဲ့ကီလိုမီတာ၈၀ကျော်လောက်ကိုဗိုလ်ဗိုလ်ပြုတ်ခဲ့ပါတယ်။ပြီးတော့ရေအောက်အနက်ကီလိုမီတာ90လောက်ကိုဦးတည်ခဲ့တယ်လို့လည်းဆိုပါတယ်။ အိုင်လိုငလျင်လောက်ကပ်ပြီးတာနဲ့ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်းဟော့ကိုင်ဒိုအီမိုရီနဲ့အီဝါဒီကမ်းခြေတွေမှာစဲဘေထိအမြင့်ရှိတဲ့ဆူနာမီလိုင်းတွေရိုက်ခတ်နိုင်တယ်လို့အရေးပေါ်သတိပေးချက်တွေထုတ်ပြန်ခဲ့ပါတယ်။ပြီးတော့ဂန်ယိုတန်းဒေသတွေမှာနေထိုင်သူတွေကိုလည်းအာနာပိုင်တွေကအများအဆုံးရွှေ့ပြောင်းစေခဲ့ပါတယ်။ငလျင်ကြီးလောက်ကပ်ပြီးမိနစ်ပိုင်းလောက်အကြာမှာပဲအီမိုရီရဲ့မိုဆူအိုဂါဝါရာနဲ့ဟော့ကိုင်ဒိုရဲ့အူရှူကာဝါစစ်ကမ်းတွေမှာအမြင့်တပေကွယ်နေပါရှိတဲ့လိုင်းလုံးငယ်တွေစတင်ဝင်ရောက်လာတာကိုထောက်လန်းတွေ့ရှိခဲ့တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီကထုတ်ပြန်ခဲ့ပါတယ်။ဆူနာမီလိုင်းတွေဟာဆင်ခဲရိုက်ကက်တက်တဲ့သဘောမျိုးရှိပြီးနောက်ဆက်တွဲပိုမိုပြင်းထန်တဲ့လိုင်းတွေပါရောက်လာနိုင်တာကြောင့်ဂန်းချိတ်ဒေသနေထိုင်သူတွေအများဆုံးရွှေ့ပြောင်းနေဖို့စော်ဩနေတာဖြစ်ပါတယ်။ဂျွန်ဆူးနိုင်ငံတခုဖြစ်တဲ့ဂျပန်ဟာပစိဖိတ်မီးတောင်ကွင်းဒေသလို့ခေါ်ဝေါ်တဲ့ရေအောင်မီးတောင်ရပ်ဝန်းနဲ့ဆက်ဆက်တည်ရှိပြီးအာပြင်းနဲ့ငလျင်ကြီးတွေနဲ့အရင်ကလည်းကြုံတွေ့ခဲ့ပူပါတယ်။၂၀၁၁ခုနှစ်မတ်လတုန်းကဂျပန်မှာလောက်ကွက်ခဲ့တဲ့မဂနီကျု၉အဆင့်ကမ်းလွန်ငလျင်ကြီးနဲ့ နောက်ဆက်တွဲဆူနာမီရေလိုင်းတွေကြောင့်လူနှစ်တောင်းလောက်သေဆုံးခဲ့ရတယ်လို့ဖူကူရှိမားနျူကလ িয়ার ဓာတ်ပိတ်ဆက်ယုံရဲ့တပေါင်းပိုတွေထိခိုက်အကွယ်ပြီးနျူကလ িয়ার ကပ်ဘေးတက်မှုကြီးတစ်ခုလည်းပေါ်ပေါက်ခဲ့ပူပါရင်နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တင်းကတော့မိုးကုံမြို့မှာတိုက်ပွဲပြင်းထန်နေတဲ့တင်းကိုတင်ဆက်ပေးခြင်းပါရင်မန္တလေးတိုင်းမိုးကုံမြို့နယ်မှာတိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီးဒစိမ့်ကုံကြီးဝါမှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ဒေသခံတွေကပြောပါရင်ပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်မှာတိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒီဇင်ဘာ9ရက်မှာလဲမနက်၈နာရီကတည်းကဇက်တိုက်တိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။အခုတိုက်ပွဲတွေကဇက်တိုက်ဖြစ်နေသေးပါစတက်ပကတပြေးပြေးနဲ့ခွေးပင်ရွာဘက်ထိစုခွာနေရတာကိုတွေ့ရတယ်လို့ဒေသခံတအူးကပြောပြပါတယ်။လက်ရှိမှာစစ်တပ်ကမြို့ရဲ့အနောက်ချမ်းကိုစစ်ကြောင်းထိုးလာတာဖြစ်ပြီးစခန်းကြီးဂျေးဝါထိစစ်တပ်ကလက်လော်ထားရကဒီစိန်ကုန်းမှာလဲစစ်တပ်ကအကြာဆုံးတွေများနေတယ်လို့သိရပါတယ်။ဒါပြင်ဘော်မာဂျေးဝါဘက်မှာလဲတိုက်ပွဲတွေအပြင်းထန်ဖြစ်နေတယ်လို့သိရပါတယ်။ လက်ရှိမှာဒေါ်လာရေးတက်တွေဟာမိုးကုံမျိုးနဲ့အနည်းဆက်ဆုံးထိရှိလာနေပြီးဒိုက်ပွဲတွေဆက်တိုက်ပြင်းထန်နေတာလို့သိရပါတယ်။စက်တက်ဝင်ရောက်လာတဲ့မိုးကုံနဲ့မိုးမိတ်ဒေသမှာဆစ်စင်ရေကိစ္စတွေအတွက်မိုးကုံမိုးမိတ်ဒေသဆစ်စင်ရေစစ်ဦးစီးအဖွဲ့ဖွဲ့စည်းထားပြီးအနည်းကကြီးကျက်ကိုကဲကစကောင်းစီရဲ့ရေးပါတဲ့စကားကုန်းတချို့ကိုတင်ပိုက်ထားတယ်လို့အနုဒါညညွေရေးအစိုးရကာကွယ်ဝန်ကြီးဌာန MOD ကဒီဇင်ဘာလ6ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလကုန်ပိုင်းမှာမိုးကုံနဲ့မိုးမိတ်မျိုးကနေ တောင်းတက်မတော့ DNL ဆုတ်ခွာသွားပြီးတဲ့နောက်ပိုင်းအဲ့ဒီဒေတာတွေဆက်စင်ရေးအခြေအနေတွေကိုအမျိုးသားညညွေးအစိုးရကာကွယ်ဝင်ကြီးဌာနကနိုဝင်ဘာ6ရက်မှာပြည်သူ့ကိုပြမဆုံးချိန်အတိပေးထုတ်ပြန်လာတာဖြစ်ပါတယ်။လက်ရှိမှာ BDS စစ်ရုံးချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေတာဆက်စင်ရေးစစ်ဦးစီးအဖွဲ့ကိုနိုဝင်ဘာလ9ရက်နေ့ကစတင်ဖွဲ့စည်းခဲ့တာလို့ဆိုပါတယ်။အဲ့ဒီတမှာ BDS တပ်တွေဘခါဖားတွေကိုစုစည်းပြီးတော့၎င်းတို့ကိုတတ်မှတ်သေးသောအမိန်ဘေးကိုကဲမှုစနစ်အောက်ကနေတဆင့် ဆက်စပ်ရေးကိစ္စတွေကိုအနီးကပ်ကြီးကြပ်ကိုယ်ခဲလျက်ရှိတယ်လို့ MOD ကထုတ်ပြန်ပါတယ်။အဲနောက်မှာမော်ကိုမျိုးကိုဝင်ရောက်လာတဲ့စကောင်းစီတက်စကြောင်းတွေကိုနောက်တရဖြစ်တဲ့နိုဝင်ဘာ30ရက်ညနေ6:00နာရီကစပြီးတော့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။နိုဝင်ဘာလ30ရက်နေ့ကနေယမန်နေ့ဒီဇင်ဘာလ6ရက်နေ့ထိတပတ်တာကာလအတွင်းတိုက်ပွဲကြီးငယ်ပေါင်း9ချိန်ထံမှနေဖြစ်ပွားခဲ့ပြီးတော့အရေးပါတဲ့စစ်တက်စကန်ကုန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။ဆလဘီတမန်တင်ဆက်ပေးခြင်းတဲ့တင်ကတော့ စကူမျိုးမရွှေဇတ်တော်ဘုရားဘက်ကိုထွက်လာတဲ့စတက်စစ်ကြောင်းကိုကြားပြတက်ခိုက်မှုမှာအချမ်းဘတ်စစ်သား၄ဦးတစ်ဆုံးပြီးတော့အစောပါစစ်ကြောင်းကပြည်သူ၂ဦးကိုဖိတက်ပြီးဒဝန်းကိုဖမ်းဆီးသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မကွေးတိုင်းမင်ဘူးခရိုင်စကူမျိုးနယ်စကူမျိုးကနေရွှေဇတ်တော်ဘုရားဘက်ကိုထွက်လာတဲ့အချမ်းဘတ်စစ်တက်စစ်ကြောင်းကိုကြားပြတက်ခိုက်ရမှာအချမ်းဘတ်စကောင်းစီတပ်သား၄ဦးတစ်ဆုံးခဲ့တယ်လို့မင်ဘူးခရိုင်အမှတ်6တရင်မှာတာဝန်ရှိသူ၂ဦးကပြောပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ၄ရက်နေ့မှာစကူးမြို့နယ်မန်းချောင်းအနောက်ဘက်မှာရှိတဲ့စကူးမြို့အနောက်ပိုင်းခံကုန်းရွာကနေရွှေဇတ်တော်ဘုရားဘက်ကိုအင်အား120ခန်းနဲ့ထွက်လာတဲ့စစ်တပ်စစ်ကြောင်းဟာအသက်40ကျော်အရွယ်အမျိုးသားတအူးကိုပြစ်တက်ခဲ့ပြီးလူငယ်တအူးကိုလည်းဖမ်းဆီးသွားကြောင်းဒါပြင်ပြီးခဲ့တဲ့ဒီဇင်ဘာလ၅ရက်နေ့မှာလည်းဂူရွာမှာအသက်50ရွယ်အမျိုးသားတအူးကိုထပ်မံပြစ်တက်ခဲ့ကြောင်းသိရပါတယ်။အဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကပြီးခဲ့တဲ့ဒီဇင်ဘာလ၅ရက်နေ့မွန်းလွဲ၁နာရီ30မိနစ်ခန့်မှာ ကရင်ကုန်းကြီးဝါနီးမှာကြားပြတ်တိုက်ခိုက်ကြရောင်စစ်သားလေးဦးတေဆုံးပြီးတကြက်ကြီးတဦးအပါဝင်ထိခိုက်ဒဏ်ရာရရှိသူတွေများပြားတယ်လို့သိရပါတယ်။အိုင်းလိုတိုက်ပွဲတွေဖြစ်ပွားပြီးနောက်မှာအကြမ်းမဲ့စစ်တပ်စစ်ကြောင်းဟာကရင်ကုန်းကြီးဝါအတွင်းကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ပစ်ကတ်ခဲ့ရောင်နေအိမ်တချို့ပျက်စီးခဲ့ပြီးပြည်သူနှစ်ဦးကိုလည်းဖမ်းဆီးသွားကြောင်းဒီသမလာ6ရက်နေ့မှာလက်ဘတော်ကြီးဝါရဲစခန်းကိုရောက်ရှိလာတဲ့စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရဲ့တပ်ပွဲများကဒရုန်းနဲ့ဘုံသီးတုံးတုံးထပ်မံခြေချတိုက်ခိုက်ရမှာ စစ်သားလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။စခွဲစစ်ကြောင်းကလက်ဘတော်ရဲစခန်းကနေမနေ့ကဒီဇင်ဘာလ9ရက်နေ့မနက်3နာရီလောက်ကထွက်သွားပြီ။ရွှေစက်တော်ဖျားဘက်ကိုထွက်သွားတယ်။စခွဲတေဆုံထိခိုက်မှုထထိုးစေးရင်တော့မသိရသေးပါဘူး။ဖန်စည်းခံရတဲ့ပြည်သူတွေလည်းပြန်လို့ပေးတယ်လို့မကြားမိသေးဘူးလို့မင်မူခရိုင်အမတ်ချောက်တရင်မှတာဝန်ရှိသူကဆိုပါတယ်။အစောပါတခန်းမှုကိုမင်မူခရိုင်အမတ်ချောက်တရင်မင်မူခရိုင်အမတ်လေးတရင်မဟာမိတ်အဖွဲ့တွေဖြစ်ကြတဲ့မင်မူမျိုးနဲ့ဘခါဖားတို့ကပူးပေါင်းလို့ဆောင်ခဲ့ကြအောင်။ မင်းမိုးခရိုင်စကူးမျိုးနယ်တော်မှာရှိတဲ့ပြည်သူတွေအနေနဲ့စစ်သားရဲနဲ့ပြူစောတိတို့အနီးနေထိုင်ခြင်းတွေမပြုလုပ်ကြရန်မင်းမိုးခရိုင်မှချောက်တရင်ကပြောဆိုထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဇလင်းမှာခင်ပတ်ရန်ထွက်လာတဲ့စစ်ကြောင်းကိုတိုက်ခိုက်မှုစစ်သား၅ဦးသေဆုံးပြီးခဲရန်တို့သိမ်းဆည်းရရှိတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။မကွေးတိုင်းဇလင်းမျိုးမှာရဲစခန်းကနေခင်ပတ်ရန်ထွက်လာတဲ့စစ်သားနဲ့ရဲတွေပါဝင်တဲ့စစ်ကြောင်းကိုတိုက်ခိုက်ရမှာစခွေး၅ကောင်တေဆုံးပြီးခဲရန်ပစ္စည်းတို့သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူညီနောင်စလင်တရင်နဲ့တာဝန်ခံကိုပြည်သူကဆိုပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ6ရက်နေ့မွန်လွယ်2:36မိနစ်ခန့်ကစလင်မြို့မှာရဲစခန်းမှာစိမ့်ဆိုဂိတ်ကင်းစခန်းကိုဂါဒစီဆိုင်ကလေးစီးနဲ့ခင်းပတ်ရန်ထွက်လာတဲ့အင်အား20ခန့်ပါတဲ့ချမ်းပတ်စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုဟာ45မိနစ်ခန့်ကြာမြင့်ခဲ့ပြီးစစ်သား2ဦးတေဆုံးက4ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းအဲလိုထိခိုက်ဒဏ်ရာရရှိတဲ့စစ်သားများတွေက ဇလင်းပြည်သူစေယုံမှစေကူသားမှုခံယူနေတဲ့စစ်သားနဲ့ရဲတုံးဦးကထပ်မံတည်ဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တည်ဆုံးတာကအားလုံးပေါင်း9កောင်လို့သိရတယ်။မိုင်းဆွဲတဲ့အချိန်မှာနှစ်កောင်ကပြင်းထန်တံရရပြီးစေယုံရောက်မှသိပါတယ်။စေယုံရောက်ပြီးတက်ရောက်ကူသားချိန်မှာ၃កောင်ထပ်တည်တယ်လို့သိရတယ်လို့ပြည်သူညီနောင်ဇလင်းသတင်းတော်ဝန်ခံကိုပြည်သူကပြောပါတယ်။ဒါပြင်တိုက်ပွဲတွင်စစ်သားနဲ့ရဲများအုံပြုတဲ့ဂျီသူရေးဂျီပေါင်းနှစ်ခုလက်ပစ်ပုံးနှစ်လုံးဂျီတောင်30ခန်းတို့ကိုတင်ဆက်ရရှိခဲ့ကြောင်း အဆိုပါတကမ်းမှုကိုစလင်းမြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှရဲဘော်များကလုံဆောင်ကြတာဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မြင်းချမ်းမြုံနယ်ကြောက်ပြုတ်ရွာမှာထွက်လာတဲ့စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်မှုမှာအချမ်းမဲ့စစ်သားများထိခိုက်ဒိဆုံးသူများပြားတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။မန္တလေးတိုင်းမြင်းချမ်းမြုံနယ်ကြောက်ပြုတ်ရွာမှာထွက်လာတဲ့အချမ်းပတ်စစ်တပ်စစ်ကြောင်းကိုမိုင်းဆွဲတိုက်ခိုက်ရမှာအချမ်းပတ်စစ်သား15ဦးဒိဆုံးခဲ့တယ်လို့ပြည်သူ့ကျယ်တဲ့ပွင့်တပ်ဖွဲ့မှဗိုလ်မိုက်ခဲကပြောပါတယ်။ ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့ည9နာရီခန့်မှာမြင်းချမ်းမြို့နယ်ကြောက်ပြုံးရွာကနေထွက်လာတဲ့ဒေတာရုံမုံပြူစောဒီအဖွဲ့နဲ့စစ်သားများပူးပေါင်းထားတဲ့စစ်ကြောင်းကိုတော်လိုင်းတပ်ဖွဲ့များကကြောက်ပြုံးဖျက်ကုန်းအနီးမှာမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲလိုတိုက်ခိုက်မှုတွေမှာအကြမ်းမဲ့စစ်သား15ဦးသေဆုံးခဲ့ပြီးဒေါ်လိုင်းရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းယမန်နေ့ဒီဇင်ဘာလ10ရက်နေ့မှာကြောက်ပြုတ်ဖျက်ကုန်းအနီးတည်ဆုံသွားတဲ့စစ်သားအလောင်းတွေကိုမိရှို့ဖျောက်ပြသွားတယ်လို့သိရပါတယ်။မြင်းကျန်ကြောက်ပြုတ်ခြေဝါကနေ မနေ့ကည9နာရီလောက်ကအင်အား150လောက်နဲ့စစ်ကြောင်းထိုးလာလို့ကျွန်တော်တို့တော်လိုင်းတပွဲတွေကမိုင်းဆွဲတက်ခဲ့ကြတာ။အဲဒီမှာစစ်ခွေး15កောင်ទេပါတယ်။ទេဆုံးသွားတဲ့စစ်ခွေးအလောင်းတွေကိုမနက်ကမီးရှို့အလောင်းဖြောက်ဖြတ်သွားတယ်လို့ပြည်သူ့ကျယ်တဲ့ပွင့်တပ်ဖွဲ့မှဗိုလ်မိုက်ခဲကပြောပါတယ်။အစောပိုင်းတိုင်းမှာကိုပြည်သူ့ကျယ်တဲ့ပွင့်တပ်ဖွဲ့မြင်းကြံဒိန်ဂျာဒိုင်နမိုက်ပွဲနဲ့ပကပအဖွဲ့တို့ကပူးပေါင်းလုံဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးထိနားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ဗီဒီယိုမြပါသတင်း ဒေါ်လိုင်းဖက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။